ဲသိန်းကျော်ဝင်ကျင်က performance ဦးစားပေးထားတဲ့ gaming အတွက်တော်တော်လေးသုံးလို့ကောင်းတဲ့ဖုန်းသုံးလုံးချောင်းစပြောအောင်ပမာဏကျော် Redmi ရဲ့ K80 Ultra ဒီကောင်က Redmi ရဲ့ KCV ထဲမှာ base quality ဘိုင်းနေ design ဘိုင်းနေ performance ဘိုင်းနေ display ဘိုင်းနေဘာမှဘာကုန်မှပြောစံမလိုအောင်ကောင်းတဲ့ဖုန်းပြီးတော့ဒီကောင်ရဲ့ haptic feedback ကလည်း flash level ဖုန်းတစ်လုံးလို့တော်တော်လေးနှိပ်လို့ကောင်းတယ်တက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 ်နဲ့ဆိုတော့ ဘက်မီထဲရလို့ကျင်တဲ့ KC ထဲက Ultra Lion ကိုမှဘတ်ဆုံမိုက်တာလေးဆိုရင်တော့ KD Ultra ကိုတန်းရွေးရုံပဲပြီးတော့ဒီကောက်မှာတုံးမိထားတဲ့ Dynasty 9000 layer plus ရဲ့ D2 ချစ်လေးရဲ့ backing မဆော့ဆော့အေးဆေးဆေးလုံးဝ source မှုနောက်တစ်လုံးကတော့ IQ ရဲ့ Neo 10ဒီကောက်ကတော့ Tamer control တော်လေးကောင်းတဲ့ကောင်အအဓိကက Snapdragon 8gen 3ကိုမှ Vivo ရဲ့ eSport chip 22နဲ့ combination လေးဒါဝမှ Origin OS နဲ့ပေါင်းတာ smooth ဖြစ်တယ် ပူတနေထိန်းတာတတ်တာတယ်တောင်းတောင်းဂိန်းတွေအများကြီးဆော့ရင်တော့မှအရန်ပူတာမျိုးမရှိဘူးတော်တော်လေးလည်းကောင်းတယ်နောက်ဆုံးတစ်လုံးကတော့အပူရဲ့ K13 တာပေါ့အဒီကောင်ကတော့ဒီတစ်လုံးထဲမှာဈေးလည်းအသက်သာဆုံးဒီဇိုင်းကလည်းအဆန်းဆုံးပဲဒီကောင်မှာ cooling fan တွေပါပါတယ် Dimensity 8450 5G ရဲ့ SoC ရဲ့ color OS system ရအောင်တုံးမရမှာပြောရရင် smooth ဖြစ်တယ် ဂိမ်းနေပါရင်ဆိုတော့အေးဆိုသေးပဲပြကူလင်းဖန်လေးကလည်းလိုလိုအတိုးချက်လို့လုပ်ရသေးတယ်တော်တော်လေးကိုမမိုက်တယ်ဆိုတော့ကိုကကူလင်းဖန်ပါတဲ့ဖုန်းလေးကိုစစ်စစ်တတနဲ့လိုချင်နေဆိုရင်တော့ Oppo ရဲ့ key 13တာဝန်လေးကတော်တော်လေးကိုမှရွေးလို့ကောင်းတဲ့ဖုန်းလို့ပြောရမယ်ဒါကတော့လက်ရှိမှာ10သိန်းကျော်ဝန်းကျင်မှာ performance တော်တော်လေး high တဲ့ကောင်းလေးပဲကိုကဂိမ်းမင်းအတွက်ရွေးချင်တယ် performance ဦးစားပေးလိုချင်နေဆိုတဲ့သူတွေအတွက်ကတော့ဒီတလုံးထဲကရွေးကြည့်လုံးဝအဖိုင်းဆိုတော့ကိုလိုလိုဆိုရင်ဒီတလုံးထဲမှာဘယ်ကောင်အကျိုက်ဆုံးလဲဘာကြောင့်တက်ကြလဲအောက်ကကမှမှာဖြေခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ကြီးပါ Yangon Mobile Store.